မင်္ဂလာပါရှင်မြန်မာ story hot channel ကကြိုဆိုပါရစေဘ ഹു တုတရပွဲရဇလန်းပုံမြင်များကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့် channel လေးကို subscribe လုပ်ပြီး notification လေး on ထားပေးပါအောင်နော်အခုပြောပြမယ့်အကြောင်းအရာကတော့မြတ်စွာဘုရားရှင်လက်ထက်တော်ခါကကိလေသာနှောင်ယိုးကိုအကျဉ်းချင်းဖြတ်ခဲ့ရတဲ့ယဟန်တစ်ပါးဖြစ်တဲ့စိတ်ဓာတ်ဟထမထေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒေသနာတော်မှာအကျဉ်းအပြင် ရာဂဇေယျဒေါသဇေယျမောဟဇေယျဆိုပြီးတော့ဇေယျဆိုးသုံးမျိုးကိုသာဖော်ပြထားပေမယ့်လည်းလူတွေမှာကတော့ဇေယျဆိုးမဆိုးတဆိုးအမျိုးမျိုးရှိနေတတ်ကြပါတယ်။အချို့ကတော့ဒေါသကြီးပြီးရောအချို့ကတော့ဒေါသကြီးရောမကစိတ်လဲတူပါတယ်။အချို့ကတော့အစာကြီးပါတယ်။အချို့ကအိတ်ကြီးပါတယ်။အချို့မှာအိတ်သားကြီးပါတယ်။အချို့ကတော့လောဘကြီးပါတယ်။အချို့ကတော့ဒီလုံးထွားပြီးရောတဟာဟာတတော်တော်နေတတ်ကြပါတယ်။ အချို့ကတော့သေတောက်ကျူးပါတယ်အချို့ကလောင်ကစားကျူးပါတယ်အချို့မှာနှုတ်ကျမ်းပြီးတော့အချို့ကတော့အနေထိုင်ကျမ်းပါတယ်မေဝနာကတော့ရုပ်ကလေးလှသလောက်ငငယ်ရွယ်ရွယ်လေးဖြစ်ပါလေအအိတ်ကြီးအအိတ်ကျမ်းတဲ့သူဖြစ်ပါတယ်အအိတ်ကြီးအအိတ်ကျမ်းယုံတာမကဘူးအနေထိုင်မှာလည်းပဲမင်းကလေးပီ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 တေတေတတ်တတ်မရှိပိုဆိုပတ်ဆက်နေထိုင်တဲ့သူဖြစ်ပါတယ်သမီးရဲ့ဒီအသက်ရွယ်ရောက်နေပြီဟာအဲ့အင်းမများလဲစင်ကြီးအောင်မှာပါ ညီအိတ်ပုံနေပုံတွေကလောဟုတ်လွန်လွန်နဲ့မေရလည်းသမီးဒီလိုပဲနေတဲ့အိတ်ကက်တဲ့ဥစ္စာထဲတက်နိုင်မှာမလဲ။ဘာဖြစ်လို့မတက်နိုင်ရမှာလဲ။လူဆိုတာသတိနဲ့ဆင်ခြင်ဖြစ်တာပဲ။အခုတော့ညီကိုကြည့်ရတာလင်ကတိမ်တိမ်မွတ်မွတ်၊မရကကျန်ကျန်တန်တန်နဲ့ဖြောင်းပြန်ဖြစ်နေတယ်။ညီအိတ်ပုံနေပုံနဲ့ဆိုရင်တော်ကြာလင်ကပြစ်သွားလို့လင်ပြစ်မှဖြစ်နေအောင်ပဲ။ကိုဒုက္ခအတွက်တော့မစိုးရိမ်ပါနဲ့မေရ။သူဘာတွေဖြစ်နေနေသမီးကောင်းတစ်ချက်ဝေမရှိပါဘူး။ အေးသတိဒါထားနေပြီတော့ညီကိုလိုလိုက်ခဲ့မိရတော့အမှားကြီးမှားတာပဲလင်မရှိကန်အမေကြီးကသမီးကိုတိုးတိုးတိတ်တိတ်ကြေး၍ဆုံးမခြင်းဖြစ်တယ်။မှန်ပါတယ်။မေဝနာအဲ့အိနေသားမကအစားတောက်ပါကြမ်းတလောက်လင်ဖြစ်သူကိုဒုက္ခကတော့တိမ်မွေးနူးညံ့သူဖြစ်ပါတယ်။အမူအရာတိမ်မွေးနူးညံ့မင်းမဲလေလေလုံးခွင်အင်ကိစ္စလုတ်စရာမှန်သမျှတော့ကြကြလဲလဲရနဲ့တက်တက်ကြွကြွလုတ်တက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်ယောက်မကြီးကချစ်ပါတယ်။ ဒါပေမဲ့အားလက်တဲ့အချိန်တွေမှာအိမ်သားတွေနဲ့ကြည်ကြည်ရွှင်ရွှင်ရွရွနှောနှောမနေဘူး။တနေရရမှာဆက်လိုက်တူနဲ့တွေးပြီးငေးရတာအနေများတာတော့ရခမကြီးကမကြိုက်လှပါဘူး။လုတ်ပင်ပန်းပြီးငင်းဝင်နေပြီလား။သူ့သမီးစရိုက်ကိုများမကြိုက်သေးရောသလားဆိုပြီးလူကြီးပီပီတွေးတက်ပူတက်ပါတယ်။အဲ့ဒီအချိန်မျိုးမှာမေဝနာကလူကြီးများရှိတင်တာအထိုက်လျောက်နေတော့လေလူကြီးများလက်တင်နဲ့တပြိုင်ငယ်သူ့လင်အင်းတို့တူကက်ကဘလို့လဲအိမ်ကလူကြီးငေးလှငိုင်းလှကြည်လား။ ိုဘတ်တဲကကမအကြောင်းတွေးနေပြီးချင်းနေဒီကမကလည်းအပြူသားဆိုတယ်ပြန်တ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 န်နဲ့လူတော်လူပြိုတော်ရှောင်မဲ့သူမဟုတ်ပါဘူးဒါပဲနော်ဇာကြီးဂျီတီရတာတော့လုံးမမကြံနဲ့စသည်ဖြင့်အညူအနှွယ်လေးများဖြင့်တွထိုးလိုက်တဲ့အခါမှာမင်းရလေကွာမဟုတ်တာတွေလျှောက်ပြောမနေပါနဲ့ငါဒီလိုပဲနေတတ်တဲ့ဥစ္စာစသည်ဖြင့်ကြီးကြီးရှင်ရှင်ဖြစ်လာတတ်လေရှိပါတယ်မှန်ပါတယ်ကိုတုခါတော့အတွေးစီရိုက်ဝိတက်စီရိုက်ကြီးရဲ့သူဖြစ်ပါတယ်ရခမကြီးတွေးပူလင်းလဲပူကျင်စီရပင်ဖြစ်ပါတယ် မေဝနာအေအိနေပတ်ဆက်ပုံအထူးသဖြင့်ညာတိုင်းအတူအိတ်ရတဲ့သူဖြစ်တဲ့အတွက်ကြောင့်အေအိပတ်ဆက်ပုံတို့မကြာခဏတွေးနေမိတတ်ပါတယ်။မေဝနာအိတ်ပြောပြီးဆိုတာနဲ့တပြိုင်တည်းခြေကားရလက်ကားရဖြစ်သွားတတ်ပါတယ်။ခြေကားရလက်ကားရဖြစ်ုံသာမကဘူး။အနေထားအကူပြောင်းမှာဒေဗီကိုတရီမထားတဖုံဖုံရိုက်လိုက်ပုတ်လိုက်လှုပ်တတ်သေးပါတယ်။အဲ့ဒါအပြင်ဟောက်တန်းကိုပါကြားရပါသေးတယ်။အိတ်နေပြီမဲ့လည်းမျက်လုံးအကြောင်းသားနဲ့ပွင့်နေတတ်သေးပါတယ်။ ဤမြမကတခါတရံအဝိကျော့အစာကျော့ပင်ဖြစ်နေတတ်သေးပါရဲ့အဲ့ဒါမလို့ကိုဒုက္ခကတော့တခါတရံမရခင်ကမသိလို့သာတိများတင်ယူမယူပြပါမလားမသိဘူးဟုတ်တွေးနေမိတတ်ပါတယ်မှန်ပါတယ်ဈေးရိုက်ဆိုဈေးရိုက်ကျန်းအမျိုးမျိုးအနက်အခြားဈေးရိုက်များကိုအပြင်းပန်းတမန်ပေါင်းကြည့်ုံများဖြင့်သိနိုင်ပေမဲ့လေအဲ့အိတ်ကျန်းနာကိုတော့အတူအိတ်ဖူးမှသာသိနိုင်ပေပါတယ်မေဝနာအဲ့အိတ်ကြီးမှုနဲ့ပတ်သက်ပြီးကိုဒုက္ခဖို့အခြားအတွေးတစ်ခုလည်းရှိပေသေးပါတယ် ဲ့ဒါကတော့ဖះရှင်ဟာတိတ်တသမင်းသားဘဝမှာတောထွက်တော်မူတဲ့ညကသူ့မောင်းမများပိုဆိုပတ်ဆက်အိတ်နေကြတာကိုတွေ့ပြီးရောတန်ဝေကရကတောထွက်တော်မူပုံကိုဖြစ်ပါတယ်တိတ်တထရဲ့မောင်မဆိုတဲ့ဟာတွေဟာမေဝနာလိုရုပ်ကလေးတွေလှပေမဲ့အဲ့ဒီပတ်ဆက်ကြသူတွေဖြစ်ပြီးမှပဲဆိုပြီးတော့တွေးမိတဲ့အတွေ့အပဲဖြစ်ပါတယ်။ကိုတုခါတို့မေဝနာတို့ရွာဟာပါဝတိရဲ့မြောက်ဘက်အစွန်မှာရှိပြီးတော့မိယိုးဖလားလေသမားများဖြစ်ကြပါတယ်။ တို့ဟာຫນွေမိုးမပြတ်လုံနိုင်ကိုင်းနိုင်မှာထမင်းတစ်လုံးစားကြရတဲ့ဇင်ရဲသားများဖြစ်ကြပါတယ်။ဘလောက်ပဲအလုံးနဲ့လက်နဲ့မပြတ်စေကောင်ထမင်းတစ်လုံးကိုပင်ဝဝလင်းလင်းတင်းတင်းတိမ်တိမ်စားရသည်ဆိုပြီးတော့မရှိလာပါဘူး။အဲဒီလိုနဲ့ဒီနေ့မှာတော့နွားတကောင်ဟာစက်ချက်မှာလွတ်လန်းထားရကနေပြီးတော့ကျိုးပြက်ပြီးရောပျောက်သွားခဲ့ပါတယ်။အဲဒါကြောင့်ထမင်းစားချိန်နီးကပ်နေပေမဲ့လည်းမစားနိုင်မဲနဲ့နွားထွက်ရှာရပါတယ်။ နွားရှိနိုင်မယ်ထင်တယ်။လေဇက်တော့ဖွင့်မှန်သမျှကိုနှစ်နှံဆက်ဆက်ရှာပေးမယ်လေမတွေ့ပါဘူး။စားချိန်လွန်ပြီးထမင်းကလည်းစားလာပါပြီ။ထမင်းရောရေပါစားလာပါလေ။အဲ့လိုနဲ့ဥဒရာရုံကျောင်းဆက်ကိုရောက်သွားပါရဲ့။ဩဒရာရုံကျောင်းဝါကိုကိုတုခရောက်ရှိနေခိုင်းမှာဩဒရာရုံမှာဖះရှင်ကိတ္တကြွားရောက်သတင်းသုံးတော်မူနေခိုက်ဖြစ်ပါတယ်။ကိုတုခရေတောက်ဖို့အတွက်ကျောင်းဝါမှာလှမ်းရွေနေရတဲ့ရေအိုးစင်အနီးကိုချင်းကပ်လာခဲ့ပါတယ်။ ကျောင်းသွင်းကိုရောက်တဲ့အခါမှာတန်ဃာတော်တွေဟာစွန်းစားပြီးပြီးချိန်ဖြစ်ဟန်တူပါတယ်။အချို့ကတော့တပိတ်ဆေးနေကြပြီးအချို့ကတော့လက်ဆေးနေကြပါတယ်။ဟင်းနှံ့ကျွေးနှံ့တသင်းသင်းအားလည်းသမင်းစာလျက်ရှိရဲ့ကိုတုခရဲ့နှောင်ဝကိုလာပြီးချူနေကြပါတယ်။တနေရာမှာတော့ခွေးတွေကြီးတွေအတွက်စုပုံထားဟန်သမင်းပုံနဲ့ဟင်းစာကျွေးစာတွေကိုမြင်ရတဲ့အခါမှာကိုတုခဖို့စာမိုးတွေလာတဲ့အတွက်ကြောင့်တေညာပင်ကြလာသည်ကိုသတိဖြင့်သိသိလိုက်ရပါတယ်။ ရေဦးစင်ကိုရောက်တဲ့အခါမှာရေဦးစင်နီးမှာဖះရှင်ဟာရက်တော်မူပြီးရောတရကဒုက္ခခီးပန့်၍သမင်းစာရေးစားလာဟန်ရှိရဲ့ဟုဖះရှင်ကပြိတ္တနာရပြုလိုက်တဲ့အခါရမှာဖះရှင်ကိုမြင်ပြီးရောထိုင်၍ရှိခိုးလိုက်ရပါတယ်ကိုဒုက္ခဖို့သမင်းစာရေးစားလာတဲ့အတွက်ကြောင့်တန်ဃာတော်တွေကိုမြင်မိမယ်လေဘိုးတော်ကမျှတာဖြစ်ခဲ့ပါတယ်ဖះရှင်ကပြိတ္တနာရစကားပြောတော်မူလိုက်မှာမိမိအင်းကြီးမှာဖះရှင်ကိုတော်တိုင်းမင်းဖြစ်နေကြောင်းသိရပါတယ် မိမိနဲ့တကြိမ်မှမတွေ့ဘူးမဖူးဖူးပါလျက်နဲ့မိမိအမိကိုသိတော်မူပြီးထောက်ခေါ်ရေးခေါ်တော်မူလိုက်တဲ့အတွက်ကြောင့်ကိုတုခဟာဝမ်းမြောက်အံ့ဩသိမ့်ရရပါတယ်။မှန်လားပါဗျာ။နွားပြောက်လို့ရှာရမှခီးလွန်အချိန်လွန်သွားတဲ့အတွက်ကြောင့်ခမင်းစာရေးစားလျက်ရှိရပါတယ်ဗျာ။တန်ခါများစွန်းစားပြီးချိန်ဖြစ်တဲ့အတွက်ကြောင့်စွန်ကျွင်စွန်ကြံတို့ရှိနေပါတယ်။စားရပြီးမှပေါ့ဟုအမိန်တော်မူပြီးအနီးမှာရှိတဲ့တာမဏေတစ်ပါးကို စွန်ကျင်ဟင်းကျံများအယူခိုင်းပြီးတော့ကာမဏီကစွန်ကျင်ဟင်းကျံတွေကိုခွက်တစ်ခုမှာထဲပြီးယူလာပြီးတော့ကိုဒုက္ခကိုပေးပါတယ်။ဒီနေရာမှာပဲစားပြီးတော့စားပြီးရင်တောက်ဖို့စေကြောဖို့ရေဦးစင်အသင်ရှိနေတာပဲဟုမိန့်တော်မူတဲ့အတွက်ကြောင့်ဖရာရှင်ရှိတော်တွင်ပင်ထိုင်ပြီးအရာပါရစားလိုက်ပါတယ်။ဤနည်းနဲ့ကိုဒုက္ခဖို့ဖရာရှင်နဲ့ယဉ်ညှိသွားပါတယ်။ဖရာရှင်ဟာကိုဒုက္ခအနီးမှာရပ်တော်မူရဲ့ပင်ရှိနေသေးပါတယ်။ ွန်ကျင်ဟင်းကြံဆိုတော့ပြိမဲ့လေကိုတုခဖို့ကတော့ရှေ့ကတစ်ချိန်မှမစားဘူးတဲ့နှစ်တုတ်တာသည်မြပီသည်မစားဘူးတော့အာဟာရများဖြစ်နေပြီ၎င်းစားတော့ကြောင့်၎င်းအိမ်ကြီးပင်ပြက်လူမတန်မိမိအားရပါရစားသုံးနေသည်ကိုဖာသေးသည့်သဘောဖြင့်ဒီကနေ့တန်ဃာတော်များစွန့်လူစွန့်ကျွေးရှိဟန်တူပါတယ်ထမင်းတွေဟင်းတွေကကောင်းလာပါကြည်ဖေရဟု စာရင်တန်လန်းကပင်လျှောက်ထားမိတဲ့အခါမှာဖေရရှင်ကစွန်ကျွေးစွန်လူအထူးမရှိပါဘူး။တန်ခါများစွန်ခံရမှရလာတော့စွန်မြဖြစ်ပါတယ်ဟုနှိမ့်ကြလိုက်တဲ့အခါမှာ အတွေ့အမကိုဒုက္ခဘူးအတွေ့တည်းရဲ့ရုပ်ချီပင်ဝင်ရောက်လာတဲ့အတွက်ကြောင့်အငမ်းမရစားသုံးနေမှုပင်နှေးကွေးသွားပါတယ်။ကိုဒုက္ခကဝိတက်စရိုက်ရှိသူသားမဟုတ်ဘူးအာဟာရစရိုက်လည်းအတန်ငယ်ကြီးမားတဲ့သူဖြစ်ပါတယ်။မိမိဟာဥရုသုံးလီပင်ပန်းကြီးစွာလောက်ရပါလေ။အဟာရကိုတော့လူစင်မမိုံမကတခါတည်းမျှတစွာမစားသုံးရပါတကားဟုအဟာရနှစ်ပတ်သက်ပြီးတော့မကြမကြစဉ်းစားကန်းဝင်ခဲ့မိသူဖြစ်ပါတယ် မိမိအမြင်အားဖြင့်ယဟန်တော်ရဘဝဟာအေးချမ်းသာပေတယ်။ဒီနေ့မှာတစ်ထက်မြတာစားကြတော့လေစားသုံးသောအဟာရကမူကောင်းလာပါတကားလို့တွေးမိပါရဲ့။မေဝနာသည်ဟူသောအစင်ကလေးအတန်ကလေးအမူယာကလေးများကိုမတ်ပြီးဤမြဒုက္ခရောက်နေရတယ်။မေဝနာသည်လည်းအိတ်ဆိုးအနေဆိုးလာသောကြောင့်ဆွဲမှတ်စရာမဟုတ်ဘူး။မျက်လည်းပမာမြတာဖြစ်ပေရဲ့။မိမိအဖို့သင်္ကန်းဝေးရနေရသောဤကဲ့သို့အဟာရများကိုစားသုံး၍အဘယ်မျှအေးချမ်းပေမည်နည်းဟုတွေးတော်လာပါရဲ့။အဲ့ဒီအတွက်ကြောင့် တပည့်တော်သင်္ကန်းဝတ်လို့ဖြစ်နိုင်ပါမလားဖေယားဟုရှောက်ထားလိုက်တဲ့အခါမှာဖေယားရှင်ကခွင့်ပြုတော်မူတဲ့အတွက်ကြောင့်ထိုနေ့တွင်ပင်တာယကဒုက္ခမှသည်ယဟန်သောစိတ်တဟထအဖြစ်သို့ကူပြောင်းရောက်ရှိသွားပြီးညနေပိုင်းမှာဥဒရာရုံကျောင်းမှာဇီတဝင်းကိုဖေယားရှင်ပြန်လဲကြွချီတော်မူသွားပြီးရောအရှင်စိတ်တဟထဟာဥဒရာရုံမှာပဲကျန်ရစ်ခဲ့ပါတယ် သိရောမူမြင်တော်မူတဲ့ဖရာရှင်ဟာကြွတန်းဝင်လာတဲ့တော့ဒါရကဒုက္ခအာသူရောက်လာတဲ့တန်တော်ခီးမှာစောင့်ကြိုတော်မူပြီးစကားပရိယဆုံးပရိယတို့ဖြင့်သာသနာကျုံးသွင်းတော်မူလိုက်ပြီဖြစ်ပါတယ်။ဒါပေမဲ့စေတဝင်ကိုမကြွမီဩတ္တရာယံဥစည်းမထေကိုမှာကြားတော်မူခဲ့တာကတော့ဤယဟန်လူထွက်လို့တော့ဘယ်နှကြိမ်မင်းဖြစ်စီထွက်ပါစီပြန်၍သင်္ကန်းစီလို့တော့ဘယ်နှကြိမ်မင်းဖြစ်ပါစီစီးပါစီပြီးခံ၍ခွင့်ပြုလိုက်ပါပြီဟုပြီးတော့မှာခဲ့ပါတယ်။ အချိန်တန်တော့လေအိမ်ပြန်နေရောက်လာတဲ့နောက်ဥဒရာယုံမှာကိုတုခသင်္ကန်းစီးသွားပြီဟူကြားရတဲ့အခါမှာကြာရခတ်သွားတဲ့သူကတော့မေဝနာမဟုတ်မေဝနာရဲ့မိခင်ကိုတုခရောက်ခမကြီးပင်ဖြစ်ပေရဲ့လူကြီးဆိုတော့လေပူတတ်ပေမိမိမိသမီးတင်ပြမှာမုတ်ဆိုးမဖြစ်ရပေတော့မီပြီးတော့ဒီလေလုပ်ငန်းကိုကိုတုခပင်ဦးဆောင်နေသူဖြစ်သည်သူမရှိရင်ဘလို့စီစဉ်ရပါဒါပေမဲ့သမီးကိုကြီးလိုက်တဲ့အခါမှာတော့မေဝနာကအပြုံးမင်မပြတ်ပါဘူးကဲညို့ငါမပြောဘူးလား ကိုယောက်ျားပဲမဲ့အပြူလုံးကလို့အပြူလှည့်ပေးရတယ်လို့အခုတော့မဟုတ်ပေါင်းတော့အိတ်လိုက်တာကလည်းပိုးဆိုးပတ်ဆက်နေလိုက်တာကလည်းထောင်းထီမောင်းထီကဲအခုတော့ဘနဲ့ရှိကြဘလို့လောက်ကြမှာလဲမေကလည်းပူတတ်လိုက်တာမပူလို့ဖြစ်မလားအေးညီရရုပ်ကလေးအားကိုပြီးယောက်ျားဆိုတာထမီလဲလို့လဲလို့ရမယ်ထင်လို့လားမလွယ်ဘူးနော်မလွယ်ဘူးမေကလည်းဘာလို့လျှောက်ပြောနေပါလဲမပူပါနဲ့မေရဲ့ဥဒရာယုံကိုမနဲ့ပြန်ကျမသွားလိုက်ပါမယ် ကြီးသွားတော့ဘာဖြစ်လာအောင်မှမလို့လေကိုကသင်္ကန်းတော်စီးပြီးနေပြီအေးကိုဒုက္ခအကြောင်းကိုကျမထက်ဘသူပို့တီးအောင်မှလဲကျမသွားတွေးလိုက်ရင်အလွန်ဆုံး၃ရက်ရေဆုံးမိုးဆုံး9ရက်ထိသူ့ပို့မနေနိုင်ပါဘူးအမေရဲ့စိတ်ချနေပါကြီးလိုက်သေးတာပေါ့ေယဟန်တော်ကိုမြင်ခဲ့တွေ့ခဲ့ဘူးပါလေဒါပေမဲ့ယဟန်အကြောင်းယဟန်ကျင့်ဝတ်ကိုတော့မသိပါဘူးသာသနာတော်ရဲ့အလေးနက်ကိုလည်းမသိခဲ့ယဟန်ဟူသည်ငင်ငင်လေးနေပြီးအေးအေးကလေးစားရသူများဆိုပြီးတမန်အားဖြင့်နားလည်ခဲ့ပါတယ် နိဗ္ဗာန်မတ်ဖို့ကိုတာ၍မသိအစာအာဟာရကိုမဲ့၍သာယဟန်ပြုလာသူဖြစ်ပါ၏ယဟန်ဝိယစံချစဉ်မှာဥပိ္ပစေဆရာတော်ကကေတာလောမစပင်မွေညင်ခြေသေးလက်သေးသွားအေးပြားသည်ဟုသောခနာကိုပေါ်မှာတွေ့မြင်ရတဲ့အရာများရဲ့မမြဲပုံဆက်စုပ်ပွဲရှိပုံတို့ကိုအခုအချိန်မှစ၍စင်ကြင်ပွားများ၏နေရမယ်လို့တသပက္ကစကမ္မထံကိုတင်ပေးပါရဲ့ ပွားများပါတယ်ဒါပေမဲ့စပင်ကိုသတိပေးလိုက်တဲ့အခါမိမိစပင်တန်းနုနုမွမွေထွထွေးဤရှိလာတယ်မေဝနာရဲ့စံရယ်စံထရီလေးများကိုမြင်လာပါတယ်သွားဟုဆိုသောအခါမှာမေဝနာရဲ့ဖွဲ့ဖွဲ့ညီညီစီရွေးပေါ်လာတတ်တဲ့သွားကလေးများကိုမြင်လာပါတယ်ဥဒရာယုံမှအတူနေယဟန်တော်အားလုံးဟာငြိမ်သက်လာပါတယ်စင်းကြံလျှောက်ယုံထိုင်ယုံထယုံစသည်ဖြင့်အနှဲငယ်မျှသာလှုပ်ရှားကြသည်ကိုတွေ့ရပါတယ်တစ်ပါးနဲ့တစ်ပါးစကားပြောနေသည်ကိုလည်းမတွေ့ရ ပြောစရာရှိရင်လေတိုးညံ့တတ်တာစွာသာပြောကြပါရဲ့ယဟန်ဆိုတော့ဤယဟန်တော်များပုံစံအတိုင်းပဲနမူနာယူ၍ငင်ငင်အေးအေးနေရပါရဲ့အဲ့ဒီခါငင်ငင်အေးအေးကလေးနေရခြင်းသည်ပင် အခက်ကြီးပါတကားဟုတွေးတော်တွေးစီလာပါရဲ့အဲ့ဒီထပ်ပို့ပြီးခတ်တာကတော့ညအိယာဝင်တဲ့အခါမှဖြစ်ပါတယ်အခန်းငယ်တစ်ခုမှာအခြားယဟန်ငယ်တစ်ပါးနဲ့တချမ်းစီအိတ်ကြရပါရဲ့ခေါင်းအောင်ချံတလုံးမျှတာရှိပြီးရော အခင်းမရှိခြုံနယ်မရှိ ဝေယုံသောသင်္ကန်းကိုပင်အခင်းနှင့်ခြုံထဲလုပ်ရ၏အဖော်ယဟန်ကလည်းတရားအထုတ်နေတဲ့အတွက်ကြောင့်တူတူဖော်ပင်မရပါဘူးခုပြည့်စဲစရာကယဟန်ဟူသည်ကမ္မထန်သတိဖြင့်သာနေရစားရအိပ်ရတဲ့ဆိုတဲ့အဆုံးမကိုသတိမရဘူးအများကြီးသူငငယ်အေးအေးကလေးနေရလွတ်နေတဲ့အတွက်ကြောင့်အပြင်းစိတ်သာလွတ်မှုနေပါတယ်ပြရရှင်ဟာကုရုဝေလာမှာ6နှစ်တန်းတိုင်းမြေကြီးရဲ့ဟူသောအခင်းမြပြင်သာတည်င်းတုံးတော်မူခဲ့ပုံကိုလည်းသူမသိသတိမရ တရိယာတွေကအခြားအချိန်များတွင်အမှတ်မဲ့နေတတ်တော့လေအေယာခန်းနဲ့ရောက်ပြီးနှစ်ပြိုင်နဲ့ယူရပုကတ်လာလေးရှိရဲ့ဘေဝနာရဲ့နေရန်ကိုလုံးကလေးကိုပင်ဖြစ်ပြီးအဲ့လိုနဲ့တလူလုံးတလွန်းလွန်းနဲ့ပဲပျော်တစ်ချက်မပျော်တော့အိပ်ပျော်သွားခဲ့ရတယ်။ဒါပေမဲ့အဲ့လိုကောင်းမဲ့ရှိတော့မှာပဲအာယုံလုံးအောင်မအိပ်ရတဲ့ယဟန်တို့ရဲ့တိတ်ခါပုတ်တော်ရာအတူနေယဟန်ကနှိုး၍ထားရပြန်ပါတယ်။အများနီးသူကြောင်းခတ်မှမှထိုင်ပြီးကမ္မထမ်းရှူရပြန်ပါတယ်။မိုးလင်းသက်သာလောက်မှာ စွန့်ခံမထွက်မိအချိန်မှာသူ့ရှိကိုရောက်လာသူကတော့မေဝနာပင်ဖြစ်ပါတယ်။မေဝနာကဥချခြင်းအောင်ကြူပြီးမိမမာယာအမှုရာမထီတထီဖြင့်ကြည်ရင်ဥစဉ်တကယ်ဝတ်တော့မှာလားဝိချင်လို့စမ်းကြည့်လိုက်တာလေဘလောက်ကြာမှာလဲပျော်သလောက်ပေါ့ညကဘသူနဲ့အိတ်တလဲတပားရဲပေါ့မပြင်းဘူးလားယဟန်ဆိုတာတရားနဲ့နေရတယ်တပည့်တော်မာတော့တညာလုံးအိတ်လို့မပြောဘူးတရားနဲ့နေပေါ့ နေနိုင်မအောင်ဦးစင်းလိုတရားရှင်ကြီးမဟုတ်သေးတော့တကယ်တရားပြေနေလိုက်တာသင်ငန်းဝစ်ချင်လဲဆိုတိုးတိုးတိတ်တိတ်တောင်ပြောသွားဖို့မရဘူးဟုတ်လားမဟုတ်လားလာကြည့်啊ပြန်တော့မယ်နောက်ဆုံးအတန်းများမှာမူတန်ကလေးနဲ့တိတ်တိတ်ငုံငော့တော့ပြောသွားပါတယ်ဥပင်မချထပြန်သွားပါတယ်အရှင်ယဟန်စိတ်ဓာတ်ဟထနိုင်ပြီးကြံရစ်ခဲ့ပါတယ်အေးနော်အချာယဟန်နေနဲ့အတူတာဝတိကိုစွန့်ခံထွက်ခဲ့ပါတယ်။စွန်ကောင်းစွန်မဟင်းကောင်းဟင်းမွန်ကြီးရလာပါတယ်။ ဒါပေမဲ့စားတော့တဲ့အခါမှာတော့ညစာမစားရရစာနေသင့်ပါလေမစားနိုင်ပါဘူးမနေရလို့အရာသာမရှိရော အပေမြမွန်မြတ်တော်ဆုံးဖြစ်စေကမူသူ့အတွက်တော့အရာသာမရှိနိုင်တော့ပါဘူးမေဝနာအိမ်ပြန်ရောက်တဲ့အခါမေကြီးကကြီးလူဘောဟုစီးပြီးမေးပါတယ်အမေကလည်းလွန်ဆုံး၃ရက်ပါလို့ပြောထားရဲ့သားနဲ့အခုတော့မပါသေးဘူးစောင့်ကြည့်ဖို့ဟုမေဝနာကပြန်ပြောလိုက်ပါတယ်မှန်ပါတယ်၃ရက်ဝေး၍၂ရက်ပင်မပြေနောက်တနေ့ညနေမှာပဲ ကိုသူကဟာလူဝင်းနဲ့ပြန်ရောက်လာပါတယ်။ကရုံးသာအဖက်တင်ပါတယ်။အဲဒီလိုနဲ့ဝိတက်စီရိုင်များရဲ့ကိုသူခအဖို့သာသနာတော်ကိုဝင်လိုက်ထွက်လိုက်နဲ့ယဟန်လုံတန်းကစားသည့်ပမာပင်ဖြစ်နေခဲ့သည်မှာလေးချိန်မြောက်ပင်ရှိခဲ့ပြီဖြစ်ပါတယ်။မေဝနာကလည်းကျူးရှိရှိနဲ့လှန်ထားသည့်ပမာပင်ဖြစ်တယ်။တန်ရောစင်ကျူးစာကိုလွတ်ပေးလိုက်ပြန်တုံဆွဲလိုက်နဲ့လှုပ်ချင်သလိုလှုပ်နေရဲ့ကိုယ်ဒုက္ခကသာသနာကိုကစား၍မေဝနာကကိုယ်ဒုက္ခကိုကစားသည့်ပမာပင်ဖြစ်နေပါတယ်။ တဏ္ဍာအဖြစ်ဆိုရင်တော့ဤညမတိငိန်လုံးတဲ့ကိုဒုက္ခကိုဩဒရာရုံယဟန်တော်အတိုင်းဝင်ကလက်ခံဖို့ပဲမရှိပါဘူး။ဒါပေမဲ့တည်တော်မူမြင်တော်မူအပ်တဲ့ဘုရားရှင်အမိန်တော်ကြောင့်လားသူလုံးသမျှကိုတည်ခံလိုက်ရောနေကြခြင်းဖြစ်ပါတယ်။ဤညမတိငိန်လုံးတဲ့ကိုဒုက္ခကိုမတိငိန်တဲ့အထဲကပဲအမျက်ထွက်တဲ့လောက်ထွက်လာသည်လို့ပြောစရာရှိပါတယ်။အဲ့ဒီအမျက်ကတော့ တံပူတစ်ထောက်အထောက်နဲ့ဥပမောက်ပညာတတ်ဟူသောစကားကဲ့သို့ယဟန်တော်များနဲ့ဤဆက်ရမှာတစ်ချိန်ထက်တစ်ချိန်တရားအမြင်တရားအသားတက်လာခြင်းမျိုးဖြစ်ပြီ။အဲ့ဒီလိုနဲ့ဒီကြီးချိန်တော့မထွက်ပါဘူးခင်ဗျာဟူသောစိတ်မောင်းတင်ခြင်းဖြင့်ပစ္စမအကျဉ်ယဟန်ဖြစ်သူဝင်ရောက်လာပြန်လာတယ်။ထုံးစံအတိုင်းပဲနေ့ရက်၃ရက်မြောက်မကြာမီပါပဲမေဝနရောက်လာပါတယ်။ပြုံပြုံကလေးပင်ဖြစ်ပါတယ်။ဥစဉ် တကယ်လည်းမဟုတ်ခဲနဲ့ဝင်လိုက်ထွက်လိုက်နဲ့သာသနာတော်ကိုယ်တော်အာဏာဖို့ကောင်းနေပြီဟုစတင်လျှောက်ထားပါလေဒီတခါတော့ဟုတ်မထွက်တကယ်မထွက်တော့ဘူးဗျာဟုအရှင်စိတ်ထဟတာကခန့်ခန့်ကြီးပြန်ပြောလိုက်ပါတယ်ဒီလိုမှပေါ်ဦးစင်ရဲ့ယောက်ျားသားပဲလှုပ်ပြပြ၊အကင်ပြပြပြအောင်ဖြတ်နိုင်ရမှာပေါ့တပည့်တော်လည်းဒီတခါတော့တကယ်ပြတ်ကြပြီလို့ထင်လိုက်သားပဲတကယ်ပြတ်ပြီဗျာပြတ်ပြီတပည့်တော်လည်းလာတော့မလာတော့ဘူးလားလို့အဲ့ဒါသိကျင်လို့ကိုပုံညာနဲ့လမ်းကြုံနာနဲ့လိုက်လာခဲ့တာ အဲဒီစကားကြားပြီးကြောင်းရှိကိုဖြတ်ခနဲလှမ်းကြည့်လိုက်တဲ့အခါမှာတော့ဒဟန်တစ်ပါးနဲ့စကားပြောနေတဲ့ကိုပုံညကိုတွေ့လိုက်ရပါတယ်။ကိုပုံညကကိုဒုက္ခနဲ့တတ်တူရဲ့သူအိမ်ကြီးချင်းမုတ်ဆိုးဖို့ကလေးဖြစ်ပါတယ်။မိမိမရှိကကိုပုံညနဲ့တွဲလာသည်ဆိုတော့ဟုတွေးလိုက်မိတဲ့အခါအနေငယ်ကိုင်းလျက်ရှိရဲ့အရှင်စိတ်ဓာတ်ထားရဲ့ကိုမမဲ့၍သွားပါတယ်။မေဝနာကြည်၍ပြုံးလိုက်ပါတယ်။ခုလိုရှင်းရှင်းပြပြသိရတော့ကောင်းလာပေါ့ဦးစဉ် အရင်တုန်းကတော့လဲလောက်ပါချိန်မှုဥစဉ်ဘဏ္ဍာဝတ်ဝတ်ဘဏ္ဍာထွက်ထွက်နေလို့ဖြစ်သေးတယ်။အခုကတော့မိုးကလည်းကြလာပြီ။လဲတဲ့လဲဆင်းရတော့မယ်။တပည့်တော်တို့မှဥစဉ်နဲ့သိတဲ့အတိုင်းလဲမလောက်လို့မဖြစ်ဘူးလေ။လုံမစားရမှာဒီတော့ဒီတော့ဘာဖြစ်လဲ။ဘာဖြစ်လဲဟုတ်လား။ဘာဖြစ်ရမှာလဲဥစဉ်ရဲ့ဥစဉ်ကိုစားလုံမဲ့သူစားအတွင်းရမှာပေါ့ဟုဆိုကမေဝနာရုပ်ချီကြောခိုင်းထသွားပါလေ။အဲ့ညနေမှာပဲကရုံးကလေးအပြောင်းသားနဲ့ကိုတုခဖြစ်သွားပြန်လေပါလေ။ ီတစ်ချိန်မှာတော့မိုးရသည်လေလုပ်ငန်းဆက်လျက်ရှိတဲ့အတွက်ကြောင့်၃လခန့်ကြာသွားပါတယ်။တညက်နေမှာတော့အလုတ်သိမ်းပြီးကိုတုခအိမ်ပြန်ရောက်တဲ့အခါမှာအိတ်ခန်းတွင်မှာမေဝနာဟာပိုဆိုပတ်ဆက်အိပ်ပျော်နေသည်ကိုတွေ့ရပြန်ပါတယ်။အဲ့အိတ်ကျန်းလိုက်ပုံမှာပလက်ခြေကားရလက်ကားရဖြစ်နေခါဝက်ပင်ကျွတ်နေလိုက်သေးတယ်။မျက်လုံးများမှာပွင့်၍ကြောက်သားကဲ့သို့ဆင်းဆင်းဖူဖူဖြစ်နေရဲ့။ရှာရီတို့ယူစီးနေုံညမကအတန်ကြဲကြဲနဲ့အခေါ်ခေါ်ဟောက်လျက်တင်ရှိနေပေးသေးတယ် ုတ်တန်မှာပြစ်ထားရကရက်တန်ကြသောကြောင့်ဖူးယောင်နေသောလူသေးကောင်းပုံမှန်ဖြစ်နေပါတယ်။မေဝနာအိတ်ကျန်းဒီကိုအရင်ကလည်းတိခဲ့ပါတယ်။ဒါပေမဲ့အိယာမှောင်ကမှာအတူအိတ်ကြစဉ်ဖြစ်ပြီးယခုကဲ့သို့ဆစ်ဆစ်ဆက်ဆက်မမြင်ခဲ့ဘူးပါဘူး။မိမိကပြုပြင်သည့်အခါတွင်ပြုပြင်ပေးခဲ့ရဖို့သည်အခုတော့မြင်ကွင်းမှာတကယ်တရားရစရာဆက်ဆုပ်စရာပင်ဖြစ်သည်။တရားအခြေခံကလည်းအတန်ပင်ပြေဝခဲ့ပြီ။အဖြေကတော့ခေါင်းရဲမှာချိတ်ထားတဲ့သင်္ကန်းတုပ်ကလေးကိုဆွဲပြီးဥဒရာယုံကိုတကြိုးတည်းအတော့ဝင်လာခဲ့ခြင်းပင်ဖြစ်သည် ဤတချီဥဒရာယုံကိုရောက်၍ရှေးဥစွာရင်ဆိုင်လိုက်ရသူကတော့ဖျားရှင်ကိုရောတိုင်းဖြစ်နေပေသည်တပည့်တော်ကိုဤတချင်းယဟန်ပြုခွင့်ပေးတော်မူပါအောင်ဖျားတပည့်တော်တရားရပါပြီနောင်ဘယ်တော့မှမထွက်တော့ပါဘူးဖျားဟုအမောတော်ကလျှောက်ထားပါတယ်မှန်ပါတယ်ကိုဒုက္ခကဤတချီเจ้าကိုလာစဉ်ကပင်လမ်းမှာတောတာပန်ဖြစ်ခဲ့ပေပြီဝိနည်းတတဝါတခါဒုက္ခရဲ့ပါရမီအရင်ကိုစောင်းပြီးတရားကွန်ရဲ့ဖြန့်ကျန့်ခဲ့ရမှာဤတချင်းတွင်မူဖျားရှင်ကိုရောတိုင်းစောင့်ကြိုတော်မူခြင်းဖြစ်ပါတယ် ချက်ချင်းယဟန်ပြုပေးပါတယ်။ယဟန်ပြုရင်ဖရာရှင်ဤတန်ရောစင်ကျိုးဖြတ်တရားတော်ကိုနားရတဲ့အခါမှာချက်ချင်းယဟန်နာဖြစ်သွားပါတယ်။အဲ့နော်ဘုရားရှင်စေတဝင်ကိုကြွရတဲ့အခါမှာနောက်တော်ပါမှပါသွားခဲ့ပါတယ်။ယဟန်ဒုက္ခကိုရှင်စိတ်တဟထကိုရောရဲ့တရင်မှာစေတဝင်တွင်လည်းပြန့်နှံ့နေရရှိပြီပါတယ်။ပြန့်စီရလည်းဖြစ်ပြီးတယ်။အကြောင်းကတော့ယဟန်တလဲလူတလဲဖြင့်ဤမြအကူပြောင်းအထွက်ဝင်များလာသူဆိုပြီးရှိကမရှိခဲ့ဘူးပါဘူး။ အဲ့ဒါကြောင့်ညံဦးပိုင်းတရားနာဖို့တန်ခါပရိသတ်တို့အရှင်ဒုက္ခရောက်လာတဲ့အခါမှာဒီတချီဘယ်တော့ထွက်အောင်မလဲလို့နေကြမြန်းကြလောင်ကြသေရောကြသည်ကိုခံရပါတယ်။အဲ့ဒီအခါမှာအရှင်စိတ်ဓာတ်ဟတာကတပည့်တော်ဘယ်တော့မှမထွက်တော့ပါဘူးဖေ။ဖေရှင်ကျေးဇူးတော်ကြောင့်တပည့်တော်တန်ရောစင်နှောင်းကျိုးကင်းပြတ်ခဲ့ပါပြီ။ထွက်ဖို့မရှိတော့ပါဟုရှောက်ထားတဲ့အခါမှာယဟန်တော်များကမယုံတဲ့အတွက်ကြောင့်ဖေရှင်အားရှောက်ထားတဲ့အခါမှာဖေရှင်ကယဟန်စိတ်ဓာတ်ဟတာဟာ ပန်ရောစင်နှောင်ကျိုးပြက်ပေပြီးကိလေသာကင်းစင်ပေပြီးဟုမိန့်တော်မူတဲ့အတွက်ကြောင့်ပါရုခေါ်ကြရပါတယ်။ဖះရှင်ကဆက်လက်ပြီးယဟန်တို့တန်ရောစင်ကျိုးအမျိုးမျိုးတို့ဟာခိုင်မာလှပေတယ်။မေအားတန်ရောစင်ကိုထောင်းတော့ငါဖះသည်တင်နှုစင်ခါကပေါတူးအတုံးကလေးတစ်ချောင်းနဲ့ပြောင်းစံတခွန်းစာများကိုတန်ရောစင်တွင်မိရဲ့အတွက်ကြောင့်ဤယဟန်ကဲ့သို့ပင်၆ကြိမ်တိုင်တိုင်ယသိဝေတွေ၆ကြိမ်တိုင်တိုင် လူဘဝတို့ ပြန်လည်ခဲ့ရဘူးပေတယ်ဟုအတိတ်ကိုစောင်းတော်မူလိုက်တဲ့အခါမှာထိုညဖို့ကုတာလပန္နိတဇက်ကိုကြားနာကြရပြီ။တန်ရောစင်ကျိုးသည်တန်ကျိုးထက်ခိုင်းသည်မှန်၏။သို့သောအေယာတန်လျက်ဖြင့်ပြတ်သောပြတ်သည်။